မင်္ဂလာပါဗီဒီယိုမှာပြန်လည်ပြီးတော့ဂျိုဆူလိုက်ပါတယ်ဒီနေ့မှာတိဆက်ပေးဖို့ရွေးချယ်ထားတာကစိန်ခိုးမှုတစ်ခုကိုဖော်ထုတ်ရမယ်ငူကင်းစုံတော့ဇလန်းပဲဖြစ်ပါတယ်ကျောင်းမဲနာပြပွဲတစ်ခုကိုဓမြတိုက်ခဲ့ကြပြီမယ်ရဲတပ်ဖွဲ့ကဂျိုတင်ပြီးတော့တရင်ရရှိထားတာကြောင့်အောင်မြင်စွာနဲ့ပြစ်ခတ်နှိမ်နှင်းလိုက်နိုင်ခဲ့ပါတယ်ဒါမဲ့ဓမြကိစ္စဖြေရှင်းပြီးချိန်မှာပဲရဲတနာရီယာလည်းပျောက်ဆုံးသွားခဲ့ပါတော့တယ်အရင်မှုကိုအစွဲကြီးတဲ့စုံတော်ကြီးတယောက်ကနှစ်ပေါင်းများစွာဖော်ထုတ်ဖို့ကြိုးစားခဲ့ရတာက ထေမံပထားတဲ့ဇလန်းချိုးကွေတွေနဲ့မှုကင်းဇလန်းတစ်ပုတ်ဖြစ်လာခဲ့ရပါတယ်။အတော်ဆုံးသခိုးကျော်ကြီးနဲ့အထူးကျုံဆုံးစုံတောက်ကျော်တို့ရဲ့အားပြိုင်မှုကိုကျွန်တော်နဲ့တူတူလိုက်ပါ စီမျောကြဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်။ဒုံစံတိုင်းမှာကျွန်တော်ကတော့ဘေးနိုင်တင်ဆက်သူအန်ခင်မှုပဲဖြစ်ပါတယ်ခင်ဗျာ။ဇလန်လီရဲ့ဆောင်မှာတော့လူတယောက်ကမောတကောမောကြီးပန်းကြီးနဲ့ပြေးလွှားနေပါတယ် အိန္ဒိယရိုးရာရဲနာပြပွဲတစ်ခုကလည်းစီကားကားကျင်းပနေခဲ့ပြီးတော့ဒီပြပွဲမှာတော့နာမည်ကြီးဒီဇိုင်နာ Gallery Barawa ရဲ့ပျောင်မြောက်တဲ့လက်ရာကိုလည်းအထူးပြသထားပါတယ်ပြပွဲလုံခြုံရေးကိုတော့တက်ကြွကြီးကံဘဲကဥဆောင်ကတာဝန်ထားတာဖြစ်ပြီးရဲတယောက်ချင်းစီကလည်းပုံစံမျိုးမျိုးနဲ့လုံခြုံရေးတာဝန်ကိုယူနေခဲ့ကြပါတယ်ပြပွဲပရိသတ်တွေနဲ့စီကားနေတဲ့အချိန်မှာလုံခြုံရေးခန်းထဲကိုဖုန်းတကောဝင်လာခဲ့ပြီးတော့ရဲနာပြပွဲကိုလူလေးယောက်ကဓားမြတိုက်မှာဖြစ်တဲ့အကြောင်းဓားမြတွေမှာ AK47 တွေ ရရရိုးဘုံနေရှိတဲ့အကြောင်းကိုလူတယောက်ကသတင်းပေးခဲ့ပါတယ်။ဝင်ထွက်ခွင့်ကတ်အတုတွေလှုပ်ထားတဲ့ဓမြတွေဟာပြာခန်းထဲကိုရောက်နေပြီဖြစ်ကြောင်းနဲ့ဓမြတိုက်တာကိုကာကွယ်နိုင်မှုအတွက်တက်ချက်ကြီးကံဘဲတို့အနေနဲ့အချိန်၅မိနစ်ပဲရာအကြောင်းကိုပါထပ်ပြောလိုက်ပြီးဖုန်းချသွားခဲ့ပါတယ်။ဖုန်းဆက်တဲ့သူရဲ့ဒီနေရာကိုစုံစမ်းကြည့်တဲ့အခါမှာတော့ရှီမာဘုရားကျောင်းရဲ့အများဆုံးတယ်လီဖုန်းကနေဆက်နေတာဖြစ်ကြောင်းတွေ့လိုက်ရတယ်လို့သူပြောတဲ့အချက်လက်တွေကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့လူနာမည်တချို့လွဲနေရတာကလွဲပြီးတော့ဂျန်နာရီကမှန်နေခဲ့ပါတယ်။ ကံဘဲတို့ဟာ CCTV ထဲကဓမြတွေရဲ့လှုပ်ရှားမှုတွေကိုတွေ့လိုက်တာကြောင့်အရေးပေါ်ခလုတ်ကိုနှိပ်လိုက်ကပြပွဲလာပရိသတ်တွေကိုလည်းနားနေခန်းထဲကိုချက်ချင်းပဲရွှေခိုင်းလိုက်ပါလေ။ရဲရဲအကူကြီးနဲ့ပြပွဲလာပရိသတ်တွေအားလုံးဟာနားနေခန်းထဲကိုရောက်လာကြပြီးတဲ့နောက်မှာတော့ဓမြတွေဟာပြပွဲခန်းမကိုထွက်လာခဲ့ကြပါလေ။ဒါမဲ့ခန်းမထဲမှာဘသူမှရှိမနေတာကြောင့်အံဩသွားခဲ့ရပါလေ။နောက်တော့ရဲတွေရောက်လာပြီးတော့ဓမြတွေနဲ့ပြစ်ကြခတ်ကြရင်းဓမြတွေကိုရဲတွေကအသေးပြစ်သက်ဖမ်းဆီးလိုက်ကြပါလေ။ မကြခင်မှာပဲဆေးရုံကားတွေရောက်လာကြပြီးတော့ဒဏ်ရာရသွားတဲ့ဓမြတွေကိုတဲဆောင်သွားကြပါလေတက်တက်ကြီးကံဘဲကနားနေကန်လူတွေအားလုံးခန်းမာတွေကိုပြန်လာနိုင်ပြီဖြစ်ကြောင်းကြေညာခန်းလိုက်တာကြောင့်အားလုံးကခန်းမာတွေကိုပြန်ထွက်လာခဲ့ကြပါလေအဲ့အချိန်မှာပဲရှေးဆုံးကပြေးလာနေတဲ့ကာမဏီဟာကွဲနေတဲ့မှန်ပြီးတော့တလုံးကိုတွေ့လိုက်ပြီးတော့မန်နေဂျာဖြစ်သူမန်ကီရှီကိုပြပြသလဲလမ်းခေါ်ကဒီအကြောင်းကိုပြောလိုက်ပါလေမန်ကီရှီအားလမ်းကြားအော်လိုက်ပြီးတော့ဗီဒိုတဲကဗရမ်းများတွေပျောက်သွားကြောင်းရဲကိုအကြောင်းကြားရပါတော့တယ် ရဲတပ်ချက်ကံပဲရောက်လာပြီးတော့ခြေနေကိုနှဲငယ်ဆစ်ဆွေးပြီးတဲ့နောက်အကိုခံလိုက်တဲ့ကြောင်နီတွေအတွက်မကြာခင်မှာစုံစမ်းအဖွဲ့ရောက်လာမှဖြစ်တာကြောင့်အားလုံးအစစ်စေးခံပြီးမှပြန်ကြမှာဖြစ်ကြောင်းကိုပြောလိုက်တဲ့အတွက်ပွားစီပွားစီတွေဖြစ်ကုန်ကြပါလိမ့်မကြာခင်မှာပဲဂျက်စ်ဝင်နာရောက်လာပြီးတော့ကံပဲကသွားကိုကြိုးစိုးခဲ့ပါလိမ့်ဂျက်စ်ဝင်နာကသူ့ကိုနည်းနည်းလေးမှနားမပေးကြဘူးလို့ပြောကာကံပဲကိုကြိတ်နေပါလိမ့်ပြာခင်နဲ့ရောက်တဲ့အခါကံပဲကိုဘလို့ထင်တယ်လို့ဂျက်စ်ဝင်နာကမေးတဲ့အခါမှာကံပဲကဂျက်ကန်နဲ့လူရဲဘေးနာမိန်ကလေးရဲ့ဆိုင်ထဲကနေနောက်ဆုံးမှထွက်တာဖြစ်တဲ့အတွက် ရုံးဝင်ဆံကဖြစ်နေချိန်မှာကြောက်နီတွေကိုယူသွားတာဖြစ်နိုင်ကြောင်းပြောတဲ့ပြင်ဒီဆိုင်ပိုင်ရှင်ကပြည်ထောင်စုဝန်ကြီးရဲ့တငယ်ချင်းဖြစ်တာကြောင့်အမှုမဲ့အမြန်ပေါ်မှာဖြစ်မယ်လို့ Jazz Winner ကိုပြောပြလိုက်ပါတယ် Jazz Winner ကကံပဲပြောတဲ့သူနှစ်ယောက်ကိုခေါ်ယူစစ်ဆေးပြီးတော့အမိတွေကိုမေးလိုက်တဲ့အခါ Mankey Shin နဲ့ Carmony ဖြစ်ကြောင်းကိုသိလိုက်ရပါတယ် Jazz Winner က CDB ခန်းကိုတက်သွားခဲ့ပြီးတော့ CDB ယာရှိ Golf Day နဲ့အတူတူပြန်ထွက်လာကရှင်းမြလူအားလုံးချက်ပေးခေါင်းလောင်းတဲ့မမီခင်ကရက်တဲ့နေရာတိုင်းတွားရောက်ရက်နေဖို့ကိုညွှန်ကြားလိုက်ပါတယ် အားလုံးသူ့နေရာသူရောက်တဲ့အခါမှာ Jazz ဝင်သားက CDB နဲ့တိုက်ကြည့်ပြီးဆိုင်ကန်း73 78 79ခါမှာရှိတဲ့သူတွေနေခဲ့ပြီးတော့ဂျန်တဲ့သူတွေကစစ်စစ်ခံဖို့အတွက်နားနေကန်းတဲ့ကိုပြန်ဝင်ပေးရမှာဖြစ်ကြောင်းကိုပြောခဲ့ပါတယ်။ Jazz ဝင်သားအောက်ထပ်ကိုပြန်ဆင်းလာပြီးတော့တယောက်ချင်းစစ်စစ်ကြည့်လိုက်ကကော့ဒဲကိုတယောက်ချင်းစီရဲ့အချက်လက်တွေကိုယူခိုင်းခဲ့ပါတယ်။စီကန်နိုင်းလဲရောက်မှာတော့ဒီနေရာကိုဘာလာလုတာလဲလို့မေးလိုက်ပါတယ်။စီကန်နာကသူကကွန်ပျူတာပညာရှင်ဖြစ်တယ်လို့ပြောတာကြောင့် CDB တွေကဘာကြောင့်ပိတ်သွားလဲလို့မေးလိုက်ပါတယ်။ ။စီကနာကတော့ကွန်ပျူတာပညာရှင်နဲ့ CDV ပညာရှင်ကမတူကြောင်းပြောပြနေပါတယ်။ကော့ပတဲကပြန်လို့ရပြီဖြစ်ကြောင်းပြောတာကြောင့်စီကနာကရင်မက်ဖီပြီးလဲထွက်မှာ။နောက်ထပ်စစ်စစ်ခံမှုရောက်လာသူနဲ့ဝင်တိုက်မိပါတယ်။ဂျက်စဝင်းအားစီကနာကိုပြန်ခေါ်လိုက်ပြီးတော့ဘာကြောင့်လုံးနေရလဲလို့မေးလိုက်ပါတယ်။နောက်တော့ဆော့ဆော့ဖြေခဲ့တဲ့အချိန်ပြန်ဖြေဖို့နောက်တစ်ခေါက်ထပ်မေးတဲ့အခါဘာမှမဆိုင်မဲ့ဒီခန်းမာတွေကိုရောက်နေရကြောင်းစီကနာတန်တရားတရားခံဖြစ်သွားခဲ့ရပါတယ်။ဂျက်စဝင်းအားကကာမနီနဲ့မန်ဂီရှိကိုစီကန်နာနဲ့တီလာလို့မေးနေ ကျောက်တွေကဘလောက်တန်လဲလို့မေးတဲ့အခါမန်ဂီရှိကအတိအကျမသိရပေမဲ့တန်း600လောက်တန်နိုင်ကြောင်းကိုပြောပြပါလိမ့်။ဂျက်စဝီနာကရဲမှုစီကိုဖုန်းဆက်တဲ့အခါတန်း600လောက်တန်တာကြောင့်ဂျက်စဝီနာကိုအမှုလိုက်ဖို့ပြည်ထဲဝင်ကြီးကအာမခံပေးတာဖြစ်ကြောင်းပြောလိုက်ပါလိမ့်။စိတ်ခံစားမှုရအမှုဖော်ထုတ်တဲ့နေရာမှာကျွမ်းကျင်တဲ့ဂျက်စဝီနာကလည်း24နှစ်အတွင်းမှာအမှုပေါ်ရပါမယ်လို့ဂရီပေးခဲ့ပါလိမ့်။ဒါကြောင့်ဂျက်စဝီနာဟာမန်ဂီရှိစီကန်နာနဲ့ကာမီတို့သုံးအောက်ကိုစူးစီးပြီး သုံးယောက်ထဲကတယောက်ဟာကြောင်းနီတကိုးဆိုတာသူတီကြောင်းကိုပြောပြလိုက်ပါလိမ့်။ဂျက်ဆွေနာကသူဘလို့တီတယ်လဲဆိုတော့လာမမေးဖို့ပြောလိုက်ပြီးပင်ကိုအသီးစိတ်ကြောင့်တီတာဖြစ်တယ်လို့ပြောလိုက်ပါလိမ့်။သူရဲ့ပင်ကိုတီးစိတ်နဲ့ပဲအမှုပေါင်းများစွာဖော်ထုတ်လာခဲ့တာဖြစ်ကြောင်းကိုလည်းပြောပြခဲ့ပြီးတော့သုံးယောက်ပေါင်းပြီးခိုးတာလားနှစ်ယောက်ပေါင်းပြီးခိုးတာလားတယောက်ထဲကခိုးတာလားဆိုတာကိုတော့စကမ်းအောင်မှရှင်းကြတာပေါ့လို့ပြောလိုက်ပါလိမ့်။ဂျက်ဆွေနာမှတ်တမ်းရရှိဂေါ့ပတဲကိုတရခံ1လုံးသက်32နှစ်ရှိတဲ့မန်ကီရှိ တရားခန်နှစ်လုံးသက်3လရှိတဲ့ကာမဏီတရားခန်3ပြင်ပကနေရောက်နေတဲ့ကွန်ပျူတာပညာရှင်စီကန်ဒါတို့3အောက်ကိုစကန်ကိုခေါ်ခဲ့ဖို့ညွှန်ကြားလိုက်ပါတယ်စကန်ကိုရောက်တဲ့အခါမန်ကီရှီကအခုပိုင်ရှင်ရဲ့အဖေလက်ထက်လွန်ခဲ့တဲ့32နှစ်ကလေးကဒီလုံးကိုလှုပ်ခဲ့တာဖြစ်ပြီးတော့ပိုင်ရှင်ရဲ့သားကတော့ယုံကြည်စိတ်ချခဲ့တာကိုဒီစုံနောက်ကစွဆွဲနေတယ်လို့စီကန်နာကိုပြောနေချိန်မှာကာမဏီလည်းစကန်ကိုရောက်လာခဲ့ပါတယ်ကာမဏီကလွန်ခဲ့တဲ့6နှစ်လောက်ကလေးကဒီလုံးမှာလှုပ်ခဲ့တာဖြစ်ပြီး ဘာကြောင့်များလုံးသက်၃လလို့လိန်လိုက်တာလဲဆိုကရေရွတ်နေခဲ့ပါတယ်။အဲ့လိုပြောလိုက်တဲ့စကားကြောင့်စီကန်နာစိတ်ဝင်စားသွားပြီးတော့ကာမဏီကိုထားကြည့်ကစဉ်းစားသွားခဲ့ပါတယ်။ခဏလေးတော့ရာရှိကရောက်လာပြီးတော့စီကန်နာကိုခန်းထဲမှာပိတ်ကရိုက်နှက်ဆစ်ဆေးခဲ့ပါတယ်။စီကန်နာဒီလိုရိုက်နှက်ဆစ်ဆေးပြီးတော့အမှုမှန်တွေပေါ်ခဲ့တာလားလို့ဂျက်စဝင်နာကိုကြီးသက်သက်ပြောတဲ့အခါသူ့ဘက်ကလုံးဝသေးချာနေလို့ထင်တဲ့ဂျက်စဝင်နာစီကန်နာရဲ့ပါးကိုရိုက်ချလိုက်ပါတယ်။စီကန်နာကတော့အမှုမှန်ပေါ်ပါရင်ပဲဖြစ်ဖြစ်မာယွန်းနဲ့ဆုံးဖြတ်ချက်ချခဲ့ရင်ပဲဖြစ်ဖြစ်တနေ့မှသူ့ရဲ့မျက်လုံးကိုဆစ်ဆေးကြည့်ပြီး သူ့ကိုတောင်းပန်မှုဂရီပေးပါလို့ Jazz Winner ကိုပြောလိုက်ပါတယ်။နောက်ထပ်15နှစ်ကြာတဲ့ခါမှာတော့ Jazz Winner ရဲစခန်းအိမ်သာထဲမှာအရက်ခိုးတောင်းနေတော့အပြင်ကတယောက်က Jazz Winner ကိုရဲချုပ်ကအခေါ်ရှိချောင်းကိုပြောလာခဲ့ပါတယ်။ရဲချုပ်ရဲ့အခန်းကိုရောက်တဲ့ခါမှာတော့ရဲချုပ်ကစာရိုက်တစ်လုံးကိုပေးလိုက်ပြီးတော့တဏီကုံစိတ်ကြိုက်တောက်လို့ရပြီဖြစ်ချောင်းကိုပြောခဲ့ပါတယ်။စာရိုက်ထဲမှာကတော့တောင်းဝန်ကယာယီရဆဲထားကနေအပီးအလုတ်ထုတ်လိုက်တဲ့ဖြုတ်စာပဲဖြစ်ပါတယ်။ Jazz Winner လည်းစိတ်ပြက်လက်ပြက်နေပဲစခန်းထဲကပြန်ထွက်လာခဲ့ရင်းနဲ့မေးလျော့ကာ ်ရဲကားပေါ်တက်ထိုင်လိုက်ပါတယ်။ရဲကား driver က Jazz Winner ကိုမော်တော်ကားအသုံးပြုခွင့်ပိတ်ထားကြောင်းတောင်းပန်ခဲ့တာကြောင့် Jazz Winner ကလည်းသူမေ့သွားတာဖြစ်ကြောင်းပြန်ပြီးတော့တောင်းပန်ကတရားရုံးကို၃ဘိန်းငှားပြီးသွားခဲ့ရပါတယ်။တရားရောက်တဲ့အခါမှာတရားသူကြီးကရှောက်လဲချက်ထဲမှာရေးထားတဲ့စာတွေကိုနှစ်အောင်စလုံးကလက်ခံပါသလား။နှစ်အောင်စလုံးသဘောတူကကွာရှင်းကြတာဟုတ်ပါသလားလို့အထက်ထက်မေးနေပါတယ်။ Jazz Winner နဲ့ဇနီးဖြစ်သူကလည်းဟုတ်တိုင်းမှန်စွာလက်ခံခဲ့တာဖြစ်ကြောင်းဝန်ခံကြေးပြုနေခဲ့ပါတယ်။ တရားသူကြီးကလည်းတရားဝင်လက်မှတ်နဲ့တရားဝင်ကွာရှင်းပြီးခဲ့တဲ့ဂျက်စဝင်နာတို့ဇနီးမောင်နှံကိုဂုံချောင်းပြောနေပါလေဇနီးမောင်နှံတယောက်အပြင်မှာထိုင်ပြီးတော့စကားပြောကြတဲ့ကဂျက်စဝင်နာကမာဘယ်လေသွားတော့ကပြောခဲ့တာဒီမှတ်မိသေးလားလို့မေးနေပေမဲ့ဇနီးတွေကပတ်စံသားမှန်မှန်ပို့ပေးဖို့နဲ့စာတုံးထဲမှာရေးထားသလို၃ချိန်ဂရီးပြက်ခဲ့ရင်လူရီယာနာကအိမ်ကိုသူမကိုလွှဲပေးရမှာဖြစ်တယ်လို့ပြောတာကြောင့်ဂျက်စဝင်နာကတော့ကိုပေးလိုက်ပါလေညောင်တဲ့ကစိတ်ညစ်တဲ့ရက်ဆိုင်မှာထိုင်တောင်းနေတဲ့ရေးချိန်လုံးကနောက်တစ်ခွက်ထပ်မာနေရာကြောင့်စပွဲတို့ကဆိုင်းရှင်ကိုသွားပြောလိုက်ပါလေ။ ဆိုင်ရှာဂျက်စဝင်နာကဗနပြားတောက်ပြီးလဲလို့မေးတဲ့ခါမှာသုံးပြားတောက်ပြီးတော့တော်တော်မူးနေဖြစ်ကြောင်းကိုပြောပြခဲ့ပါတယ်။ဆိုင်ရှာကသူရှင်းလိုက်မယ်လို့ပြောပြီးတော့ဂျက်စဝင်နာစီကိုယောက်သွားတဲ့ခါဂျက်စဝင်နာကဘုရားသခင်ကိုတိုင်တယ်ပြီးတော့သူ့အကြောင်းကိုအမှန်တိုင်းပြောပါလို့ပြောခိုင်းပါတယ်။ဆိုင်ရှင်ကသူ့ဘဝမှာဂျက်စဝင်နာလောက်ဒုက္ခပေးတဲ့သူကိုမတွေ့ဘူးကြောင်းနဲ့ဂျက်စဝင်နာကြောင့်ဂျေလီနဲ့ဒိုလီကအလုထွက်ခဲ့ရပြီးသူကရိုင်မှလည်းဒုက္ခတွေအများကြီးရောက်ခဲ့ရဘူးကြောင်းကိုပြောနေပါတယ်။ဂျက်စဝင်နာစပွဲပေါ်ကဖုန်းမီလာတာကြောင့်ဖုန်းကိုကောက်ခံလိုက်တဲ့ခါအဘူဒါဘီကဖုန်းပြစ်နေပါတယ်။ သူတပည့်ကစီကန်နာမနက်ဖြန်စာချုပ်ပြည်တာကြောင့်အိန္ဒိယကိုပြန်လာတော့မှဖြစ်တယ်လို့ဖုန်းဆက်ပြီးတော့ပြောနေပါတယ်။ဂျက်စဝင်နာကစီကန်နာရဲ့ဖုန်းနံပါတ်တောင်းလိုက်တဲ့အခါမှာတော့ဖုန်းနံပါတ်ပေးမယ်လို့ပြောပါတယ်။တပည့်ဖြစ်သူကသူ့အတွက်နောက်ဆုံးလားစာဘယ်တော့ရမှာလဲလို့မေးတဲ့အခါဘယ်တော့မှမရတော့ကြောင်းပြောလိုက်ပြီးသဘောတူညီချက်စာအုပ်ထဲမှာထည့်မှတ်ထားဖို့တပည့်ဖြစ်သူကိုပြောပြခဲ့ပါတယ်။ဂျက်စဝင်နာချက်ချင်းဆိုသလိုပဲစီကန်နာရဲ့ဖုန်းနံပါတ်ကိုကောက်နှိပ်ပြီးတော့သူကဂျက်စဝင်နာဖြစ်ကြောင်းပြောလိုက်တဲ့အခါတပည့်ကစီကန်နာကသူ့ရဲ့နာကျင်မှုတွေကိုချက်ချင်းသတိရသွားသလို့ အန်အိုးနေပါလိမ့်။ဂျက်ဆွေနာကသူဟာဒီနေ့ပဲအလောက်ကနေထွက်ကာစရီးတဲ့နဲ့ကွာရှင်းပြီးတော့ငွေစင်းရလဲဒီနေ့ပဲပိတ်တော့မှာဖြစ်ကြောင်းပြောပြနေပါလိမ့်။နောက်ထပ်လဲအိုင်းနေကစီကန်နာဘာမှမခိုးခဲ့ကြောင်းသူ့ရဲ့ပင်ကိုသီးစိတ်ကသာမှားနေတာဖြစ်ကြောင်းကိုတောင်းအမန်နေလိုက်ပါလိမ့်။အခုဖုန်းဆက်ရတာကလည်းစီကန်နာရဲ့ခွင့်လွှတ်မှုကိုခံယူနေတာကြောင့်ဖြစ်တယ်လို့ဂျက်ဆွေနာကပြောပြနေပါလိမ့်။စီကန်နာဒီလိုတစ်ဖက်သက်ဆုံးဖြတ်လို့မရကြောင်းနဲ့သူ့ကိုဖမ်းတဲ့နေတုန်းကထားရှိတဲ့ဂရီတိုင်းမျက်နှာချင်းဆိုင်က ူးမျက်နှာကိုတဲ့တဲ့ကြည့်ပြီးတော့တောင်းပန်မှသာသူကလည်းလက်ခံနိုင်မယ်လို့ပြန်ပြောလိုက်ပါတယ်။ဂျက်ဆဝင်နာကလည်းလက်ခံလိုက်ပြီးတော့သူ့ကိုလာတွေးဖို့လိပ်စာကိုပေးခဲ့ပါတယ်။စီကနာလေးစိတ်မှာဝမ်းသာပြီးတော့ဒီလိုကြားဖို့15နှစ်စောင့်ခဲ့ရတာဖြစ်ကြောင်းဂျက်ဆဝင်နာရဲ့တပည့်ဘေးမှာသွားထိုင်ကငိုနေခဲ့ပါတယ်။ဂျက်ဆဝင်နာရဲ့တပည့်ကလည်းခရစ်ကတ်ကစားတာပါကစ္စတန်နိုင်သွားလို့လားဆိုပြီးတော့မေးကထားသွားခဲ့ပါတယ်။လွန်ခဲ့တဲ့15နှစ်တုန်းကဂျက်ဆဝင်နာရဲ့စခန်းထဲကိုဝင်လာချိန်မှာမန်ဂီရှိကရှေ့နေတဲ့စကားပြောနေပြီးတော့စီကန်နာကတော့သူ့အမေရဲ့ တငယ်ချင်းဖြစ်သူတို့ရဲ့နဲ့အတူရှိနေခဲ့ပါတယ်။ကာမဏီကတော့သမီးငယ်ကိုချီပြီးတော့ခုံထဲမှာထိုင်နေပါတယ်။တရားလိုရှိနေပါကမန်ကီရှိနဲ့ကာမဏီဟာအခင်းဖြစ်ပွားတဲ့နေရာနဲ့6ပေကွာမှာရှိပြီးတော့ကွန်ပျူတာသမားစီကန်နာကတော့3ပေကွာမှာရှိနေခဲ့ကြောင်းနဲ့စီကန်နာ CCTV တွေကိုအလုံးမလုံးအောင်ဘယ်လိုလုံးဆောင်ခဲ့တာလဲဆိုတာသိချင်ကြောင်းဒီအတွက်ဆလေးရဲ့ထိမ့်သိမ်းထားဖို့တရားဝန်ကိုလျှောက်ထားပါတယ်။တရားခံတွေရဲ့ရှိနေပါကတော့3ရောင်လုံးကပြာခဲထဲမှာရှိနေကြောင်း CD မတန်းရသိရတာကြောင့် CCTV ဖြတ်တောက်ဖို့ကလုံးဝမဖြစ်နိုင်ကြောင်း ပြောပြခဲ့ပါတယ်။ရင်းနေပါကအဆောင်အတွင်းပြင်နဲ့လူတွေအားလုံးရဲ့ခန္ဓာကိုယ်တွေမှာပါရှာဖွေပြီးတော့ဘယ်မှာမှရှာမတွေ့ခဲ့ကြအောင်တယောက်မှလည်းအပြင်ကိုထွက်သွားခြင်းမျိုးမရှိခဲ့ကြအောင်ပြောပြလိုက်ပြီးစွဲချက်တွေကိုယုံသိမ်းပြီးတော့အာမခံနဲ့လှုပ်ပေးဖို့တောင်းဆိုနေပါတယ်။တရားလိုရှင်းနေကစိန်ကိုမျိုးချထားပြီးတော့အသက်ရှင်နေတဲ့အမှုမျိုးတွေလည်းရှိတာကြောင့်လို့ဆိုကားတရားခံတွေကိုခုနှစ်ထိမ့်သိမ်းဖို့တောင်းဆိုခဲ့ကြအောင်ဂျက်ဆွေနာကပြန်ပြောင်းသတိရနေခဲ့တာဖြစ်ပါတယ်။စီကန်နာတော့ကာမနီစီကိုဖုန်းဆက်ပြီးတော့ဝင်စရာတစ်ခုရှိတဲ့အတွက် အိမ်ပြန်နောက်ကြမယ်အကြောင်းကိုပြောကာနာနေကုန်မှာထိုင်ရင်လွန်ခဲ့တဲ့15နှစ်ကိုပြန်ရောက်သွားပါလိမ့်အဲ့ဒီချိန်ကသူတို့စခန်းထဲမှာရှိနေစဉ်နဲ့များမှုကိုကြိုတင်ဖုန်းဆက်တဲ့လူရောက်လာပါလိမ့်သူဟာဂျန်ကပူကညီမရဲ့မင်္ဂလာဆောင်သွားနေတာကြောင့်နောက်ကျသွားတယ်ဆိုတဲ့အကြောင်းနဲ့အဲ့ဒီမနက်ကလိုလိုစင်တိုင်းသမီးကိုသုံးမိမော်တင်ပေးခဲ့တယ်လို့ပြောလာပါလိမ့်ခဏနေတော့ဖုန်းဝင်လာပြီးသုံးမိသမားကိုပို့နေကြလူဟုတ်မဟုတ်တေချာကြည့်လိုက်လားလို့မေးကာသမီးကိုအိမ်ပြန်ရောက်စေချင်တယ်ဆိုရင်ဘောင်းမီအိတ်ထဲကစားကို ပေးထားတဲ့ဖုန်းနံပါတ်တိုင်းဆက်ပေးဖို့စိတ်ခိုင်းခံတယ်လို့ပြောလာခဲ့ပါတယ်။ Jess ကသတင်းပေးသမားကိုတရားခံသွန်းကိုတီလာလို့မေးတဲ့အခါတယောက်မှသူမတီချောင်းပြန်လှည့်ပြီးတော့ဖြေကြားခဲ့ပါတယ်။ကာမဏီကတော့အိတ်ဆက်ခွင့်မရအောင်နှိပ်ဆက်မေးမြန်းခံရပြီးစီကန်နာလည်းရိုက်နှက်နှိပ်ဆက်ခံရပါတယ်။တရားရုံးမှာတော့တရားလူရှေ့နေရနောက်ထပ်9ရက်ချုပ်ရက်တောင်းနေပြီးတော့တရားခံရှေ့နေကတော့အမှုပိတ်ပေးဖို့သာတောင်းဆိုနေပါတော့တယ်။နောက်တော့တရားခံသုံးအောင်လို့ကိုတရားသေးအမှုပိတ်ကလွတ်လိုက်ပါတော့တယ်။ ဒယ်ရီနဲ့အင်ကိုပြန်ရောက်လာတဲ့စီကန်နာကိုအမေဖြစ်သူနဲ့သူ့ကိုတဖက်သက်ကြိုက်နေပရိယာကပြုစုပေးနေပါတယ်။စီကန်နာရဲ့အမေကဒီနေ့ညနေပရိယာကိုလာတောင်းမယ်လို့သတင်းကြားတယ်လို့မိဖို့ခန်းထဲကလမ်းအော်တော့ပရိယာကစီကန်နာကလက်မကြည့်တာကြောင့်နောက်မကျခင်အလုပ်တူတူလုပ်တဲ့သူနာပြုကောင်းလေးနဲ့လက်ထပ်ခဲ့ရတာဖြစ်ကြောင်းပြန်အော်ပြောနေပါတယ်။နောက်တနေ့မှာတန်တရားအထားခံတဲ့စီကန်နာကိုသူ့ရဲ့ရုံးကအလုပ်ဖြုတ်လိုက်ပါတော့တယ်။ပစံသွားချီတော့လေယုံကြည်မခံရတော့ပဲရှိနေကရှင်တွေကိုလည်းတောင်းပန်နေရပါတယ်။ အဲ့ချိန်မှာပဲကာမဏီရောက်လာပြီးတော့သူပေးစရာရှိတဲ့ပတ်စံလို့ပြောကာအတင်းထိုးထဲသွားတာကြောင့်ရှင်နေကတို့အဆင်ပြေသွားခဲ့ပါတယ်။စီကနာနဲ့ကာမဏီကရုံးရှိကဆိုင်မှာလဖဲအတူတူတောက်ကြရင်လည်းပတ်စံတို့ဂျေစုတင်ချောင်းကိုပြောနေပါတယ်။စင်ငယ်မားသားဖြစ်တဲ့တမီးနှောင်းရဲ့မိခင်ကာမဏီနဲ့လူပြိုတိုးလေးစီကနာတို့ဟာသူ့ကြောင်းကိုကြောင်းပြောကြရင်ခင်မင်းရင်းကြီးကနောက်တစ်ဆင့်တက်ပြီးတော့ချစ်ခဲ့ကြပါတယ်။တကယ်မှာတော့ကာမဏီနဲ့စီကနာပြန်လာတဲ့ချိန်မှာစီကနာရဲ့တဝူဒီသောမိခင်ဟာတေဆုံးနေခဲ့ပါတယ်။ စီကနာအခန်းကိုပြန်အပ်ပြီးတော့သမီးနှောင်းမိခင်ကာမဏီရဲ့အိမ်ကိုပြောင်းရွှေ့ခဲ့ပြီးကာမဏီနဲ့လက်ထပ်ခဲ့ပါတယ်။ဒီလိုနဲ့အတိတ်ထဲမှာလွင့်နေတဲ့စီကနာဟာသူ့ရဲ့ဘေးခုံကသူပြောင်းလာခဲ့တာကြောင့်အတွေးစပြတ်သွားခဲ့ပါတယ်။နောက်တစ်ခါမှာတော့ဂျက်စဝင်နာစီကနာကိုစောင့်နေတဲ့စိတ်မရှိသလိုဖြစ်နေပါတယ်။လေးစိတ်မှာတော့စီကနာရဲ့တငယ်ချင်းဖြစ်သူကလာကြိုနေခဲ့ပြီးတော့အိမ်ကိုတမ်းမပြန်မဲအိမ်ပြန်လမ်းမှာစီကနာကဂျက်စဝင်နာရဲ့စီကိုဝင်ခဲ့ပါတယ်။ချိန်နာတဲ့ညာကိုရောက်တဲ့အခါမှာတော့တစ်ဖက်ကိုလှည့်ပြီးတော့ရက်တောင်းနေတဲ့ဂျက်စဝင်နာကို တွေးလိုက်ရပါတယ်။ဂျက်စဝင်နာကစီကနာတရားခံနံပါတ်ကိုမမေ့သေးပဲနံပါတ်တက်ပြီးတော့လမ်းခေါ်လိုက်ပါတယ်။ရောက်ချင်းမှာပဲယုံကြည်မှုတွေအစ်စ်ပြန်လဲမွေးဖွားလာတာကြောင့် Happy Birthday ပါလို့ဂျက်စဝင်နာကပြောနေပေမဲ့စီကနာတော့တောင်းပန်စရာရှိတာကိုတောင်းပန်ဖို့ဂျက်စဝင်နာကိုနှိုးဆော်နေပါတယ်။ဂျက်စဝင်နာကသူကစီကန်ဒါရဲ့ဘဝကိုဖျက်ဆီးခဲ့တာလို့ထင်နေတာလားလို့မေးတဲ့အခါမှာဂျက်စဝင်နာရဲ့အလိုလျောက်သိမှုယုံကြည်စိတ်ကသူ့ကိုဖျက်ဆီးနေခဲ့တာဖြစ်ကြောင်းကိုပြောလိုက်ပါတယ်။ ဂျက်စဝင်နာကလည်းသူလုပ်ခဲ့တဲ့အမှားတွေအားလုံးကိုပြောပြပြီးမှပြေဆုံးနိုင်မှာဖြစ်တယ်လို့ပြောပြနေပါတယ်။စီကနာကသူဟာဂျက်စဝင်နာကြောင့်အလုပ်ပြုတ်ကမြို့ကိုရောအိမ်ကိုပါဆုံးခွာခဲ့ရကြောင်းကိုပြောပြခဲ့ပါတယ်။လွန်ခဲ့တဲ့15ရက်ကစီကနာမွန်ဘိုင်းအထွက်ခွာခဲ့ရကြောင်းပြောပြလာပါတယ်။တရမတရားဦးကဇန်နဝါရီ4ရက်မှာရက်ချင်းယူနေချင်းတကယ်ချင်းဖြစ်သူရောက်လာပြီးတော့အာဂရာမှာရှိတဲ့ဖန်ချက်ဆက်ယုံတစ်ခုကလူယုံတယောက်လိုရှိနေအကြောင်းကိုပြောတဲ့အကြောင်းလာရောက်ပြောဆိုပါတယ်။စီကနာရဲ့တကယ်ချင်းကစီကနာကိုအလုပ်ပြောပေးခဲ့တာကြောင့် တလားကိုရူဘီ1000နဲ့နေစရာအိမ်စားစရာရိတ်ခါသုံးစရာကွန်ပျူတာပါပေးမယ်လို့ပြောလာတာကြောင့်လောလောဆယ်တက်တောင်းတက်တာဖို့အေးအာဂရာကိုပြောင်းခဲ့ကြောင်းကိုပြောပြပါတယ်သူ့ဘွားရဲ့မျောလင်းချက်တွေမိမ့်မိန်သွားချိန်မှာကာမဏီကသူ့ဘွားရဲ့အလင်းအောင်ဖြစ်လာခဲ့တာကြောင့်ကာမဏီရဲ့အကူအညီနဲ့အာဂရာမှာဘွားသေးတစ်ခုကိုအခြေချနိုင်ခဲ့တဲ့ကြောင်းစီကန်နာကပြောပြနေပါတယ်ဖန်လက်ကောက်တထေးကသူ့ရဲ့စိတ်ဝင်ကိုခေါ်သွားခဲ့ပြီးတော့အလုတ်ခံပေးခဲ့ပါတယ် နနေ့ကြော်ကြားတဲ့ခါမှာတော့ခေါင်းထဲကထုတ်လို့မရခဲ့တဲ့ Jazz Winner ရဲ့မျက်နှာနဲ့တရားခွင်ဟာမေးပြောက်သလိုဖြစ်လာခဲ့ပါတယ်။တနေ့မှာတော့ Monkey ရှိစီကနေဖုန်းဆက်လာခဲ့ပြီးတော့ကာမဏီနဲ့သူဟာတရားခံပြေးလို့ဖြစ်နေအောင်အမှုကိုလာပြီးပယ်ဖျက်ရမယ်လို့ပြောနေပါတယ်။စီကန်နာကရှေးနေကြီးကိုပြောင်းမဲ့အကြောင်းတွေပြောပြထားတာကိုသူကမစီစဉ်ဘူးလားလို့မေးတဲ့ခါမှာတော့6လစာအကြွေးတောင်မှသူ့ကိုမပေးရသေးကြောင်းပြောတယ်လို့ Monkey ရှိကပြန်ပြောနေပါတယ်။ဒါကြောင့်လူငယ်ငွေအမြန်လာရှောက်တဲ့ကြောင့် Monkey ရှိကပြောနေခဲ့ပါတယ်။ နောက်တစ်ခါမှာတော့စီကန်နာကတတ်ချ်မှာဘုရားကျောင်းကိုလှမ်းကြည့်နေရာဇာဟန်ကဘုရားကျောင်းကိုမွန်တက်စ်မသေးခင်မှာစောင့်မပြီးခဲ့တာကပျော်သွားမှာစိုးလို့လားလို့ကာမရီကိုမေးနေပါတယ်ကာမရီကမွန်တက်စ်အကျောင်းကိုစိတ်ဝင်စားပဲသူ့ကိုပဲဂယူဆိုင်စီခြင်းကြောင့်ပြောပါတယ်စီကန်နာကမနေ့ဖြန်မှာသူကမွန်ပိုင်းအမှုကိစ္စသွားမှာဖြစ်ကြောင်းကိုပြောလိုက်တဲ့အခါသူတို့ကဒီဒုက္ခနဲ့ဘယ်အချိန်မှလွတ်မှာလဲလို့စီကန်နာကိုပြန်မေးနေပါတယ်။မုံမိုင်းကိုရောက်တဲ့အခါမန်ကြီးရှိကကြုံနေပြီးတော့စုံနောက်ကမလာခဲ့တာကြောင့်စုံနောက်ဂျက်စ်ဝင်နာကို မကြွမ်းကျင်မှုအကျင့်ပြမှုတွေထည့်ပြီးတော့အမှုကိုအပြစ်မရှိကြောင်းထင်ရှားတယ်လို့ဆုံးဖြတ်ကတရားဥပဒေကတရားသေးပိတ်ပေးခဲ့တာဖြစ်တယ်လို့စီကံနာပြောပြနေပါတယ်။မုံမိုင်းမှာ3လကြာပြီးတော့အဂရာကိုပြောင်းတော့ចောင်းကားသမားက3လစာလကတောင်းနေကာအိမ်ကိုလည်းခေါ်လို့မရចောင်းကိုပြောပါတယ်။စီကံနာစိတ်ပူတော့ကနဲ့အိမ်ကိုပြန်သွားခဲ့ပြီးတော့တကားခောက်တဲ့အခါဖြူဖက်ဖြူော်ဖြစ်နေတဲ့ကာမဏီကိုတွေ့လိုက်ရပါတယ်။စီကံနာအဆင်ပြေလားလို့မေးတဲ့အခါကာမဏီကနေကောင်းပါတယ်လို့ပြောခဲ့ပေမဲ့စီကံနာရဲ့လက်ထဲမှာပုံကျသွားခဲ့ပါတယ်။ ကာမဏီကိုဆေးုံပို့တဲ့အခါမှာတော့အဆုံမှာရေဝင်နေတာကြောင့်ကုသရမလို့ဆရာဝန်ကပြောလိုက်ကလိုအပ်တာတွေဝယ်ဖို့အတွက်ညွှန်ကြားလိုက်ပါတယ်။စီကနာလောလောဆယ်တော့အဆင်ပြေမနေတာကြောင့်မနေ့ပြန်ဆက်ဆက်ပေးပါမယ်လို့ပြောကအကျွေးကုခဲ့ရပါတယ်။စီကနာရဲ့အိမ်ုံပြောင်းတဲ့အခါကလေးနှယောက်ဟာအထုပ်တွေနဲ့ထိုင်နေကြပြီးတော့ဖန်တတိကသူတို့ကိုတခိုးလေးလို့ပြောကအိမ်ပေါ်ကနေနှင်ချထားတဲ့အကြောင်းကိုပြောကြပါတယ်။ဖန်တတိစီရောက်တဲ့အခါမှာတတိကသူအားလုံးတီးပြီးတာမလို့သူ့ကိုမလိမ်ပါနဲ့လို့ပြောနေပါတယ်။စီကနာကသူတခိုးမဟုတ်ကြောင်း တရားမှာတသက်ပြခဲ့ပြီလို့ပြောပေမဲ့တထေးကလက်မခံတော့ပါဘူး။ဒါနဲ့စီကနာလာကောက်တောင်းလိုက်ပြီးတော့ပြန်လာကကလေးတွေကိုလူစည်းရဲတွေတဲတဲ့ဖျားเจ้าတို့ခုကတဲခုဆောင်မှာပို့ထားခဲ့ပါလေ။ဖျားเจ้าကပြန်ထွက်มาတော့သူ့ရဲ့လာကနဲ့ဖုန်းကိုလူ၃ယောက်ကရိုက်လူသွားခဲ့ပါလေ။စီကနာဆိတ်ပြစွာနဲ့ပဲမြေထဲကိုခုံချကတသက်ပြဖို့စူးစမ်းခဲ့ပြီးတော့အဲ့လိုလုံနေစင်မှာကားဟွန်းတဲ့အကျယ်ကြီးတစ်ချက်ကြားလိုက်ရတာကြောင့်သတိပြန်ဝင်လာကနောက်ပြန်ဆုတ်ခဲ့ပါလေ။နောက်ဆုံးသူသတိဝင်လာတာက Jazz Winner ကိုကြောက်လန့်နေတဲ့အကြောင်းတရားကို သူဟာတော်လန်မှုလိုနေသေးတာဖြစ်တယ်ဆိုတာသိလိုက်ရတယ်လို့စီကန်နာကပြောပြနေပါတယ်။သူသိလိုက်တာကအဂရာမာအလုပ်ပြုတ်တာဟာသူ့ရဲ့တရေစီကိုဂျက်စဝင်နာကဖုန်းဆက်ခဲ့တာကြောင့်ဆိုတာသူသိလိုက်တယ်လို့ပြောလိုက်ပါတယ်။အဲတော့မှဂျက်စဝင်နာလည်းဝန်ခံခဲ့ပြီးတရက်မှသူစုံစမ်းခိုင်းတဲ့ရဲတပ်သားကအဂရာဖန်ချက်ဆက်ယုံမှာစီကန်နာကိုတွေ့ပြီးဖြစ်ကြောင်းကိုလာပြောခဲ့တယ်လို့ပြောပါတယ်။ဒါကြောင့်မလို့ဝရန်ပြေးဖြစ်တဲ့ဖန်ဝရန်ထုတ်ပြီးတော့အလုပ်ပြုတ်အောင်လုပ်ခဲ့တာဖြစ်ကြောင်းဂျက်စဝင်နာကဝန်ခံခဲ့ပါတယ်။ နောက်ထပ်ဘာဆက်ဖြစ်သေးလဲလို့ဂျက်ဆွင်နာမေးတဲ့အခါစီကန်နာက "तू ဟာဘုရားသခင်စီမအကူကြီးတောင်းခဲ့လို့ပြောပြီးဘုရားအလှခံဘန်းတွေကပတ်စံတွေကိုချီးခဲ့ရာအကြောင်းကိုပြောပြလာပါတယ်။ဒိုနဲ့အခက်ခဲတွေကြောင့်တကယ်ချင်းဘာရှေ့အကူကြီးနဲ့အဘူဒါဘီကိုရောက်ခဲ့ရာအကြောင်းကိုပြောပြလိုက်ပါတယ်။အဘူဒါဘီကိုရောက်တဲ့အခါဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှဝင်ရောက်လုပ်ကင်ခဲ့ပြီးတော့သူ့ရဲ့ရိုးသားစူးစမ်းမှုကြောင့်ခနာချင်းမှာပဲအကျွေးတွေကြေကုန်ကအခန်းလေးရပြီးတော့ပုံမှန်ဝင်ဝင်နဲ့လဲပတ်ပြီးကာမဏီတို့ကိုလည်းအစီအပြေစီခဲ့လို့ပြောပြပါတယ်။ နောက်၄နှစ်ကြာတဲ့ခါမှာတော့သူ့ရဲ့ယူသားစူးစမ်းမှုကြောင့်တခြားကုမ္ပဏီတစ်ခုကနေပြီးတော့သူ့ကိုမန်နေဂျာဖြစ်ယာတူးခန့်အပ်လိုက်တယ်လို့စီကန်နာပြောပြပါတယ်။အဲဒီမှာပဲလုပ်ငန်းတူမွန်မန်နေလာတဲ့ဒါဗဆန်နဲ့တွေ့ဆုံရင်းနှီးချစ်ကျွမ်းဝင်ခဲ့ကြောင်းကိုပြောပြပါတယ်။ဒါဗဆန်ကသူနဲ့ကာမလီကြောင်းအကုန်သိပြီးတော့သူ့ကိုချစ်စနိုးနဲ့ရှာမာကြီးလို့ခေါ်ကြောင်းပြောပြခဲ့ပါတယ်။ဒီမှာမွန်မန်ရဲ့ကလပ်တစ်ခုကမန်နေဂျာတယောက်ကဒါဗဆန်ကိုလာအုပ်ပြီးတော့နှုတ်ဆက်နေတာကြောင့်စီကန်နာဒါဗဆန်ကိုဘာကလပ်ကအကမဲ့ဟောင်းတခုဖြစ်ကြောင်းသိလိုက်ရပါတယ်။ စီကန်နာဒါဘန်ဆန်ကိုဂျက်ဆွေနာရဲ့လူလို့တန်တရားဝင်သွားပြီးတော့သူတို့ညောင်လန်းခွဲခဲ့ကြလို့ပြောပြနေပါတယ်။နောက်မှဒါဘန်ဆန်ဂျက်ဆွေနာလူမုံမန်းတိကဂျက်ဆွေနာဆိုတာသူ့ရဲ့နာချင်းစရာအတိတ်ဖြစ်ကြောင်းဂျက်ဆွေနာသူ့ရဲ့အကာဘားတစ်ခုဖြစ်ကြောင်းအခုမုံမန်းပြန်ကန်ဒီမှာဒါဘန်ဆန်ကိုလိုက်လံရှာဖွေကရှင်းပြတောင်းပန်ခဲ့ပြီးစာအိတ်တိတ်ပေးခဲ့လို့ပြောပြခဲ့ပါတယ်။ဂျက်ဆွေနာကစီကန်နာဒီမှာကာမနီဟိုမှာတော့ဒါဘန်ဆန်ဖြစ်ပြီးတော့မိန်းကလေးတွေကိုတော်တော်ဆွဲဆောင်နိုင်ပါလားလို့ပြောကာသူမှာတော့ဇနီးတယောက်ထဲနေတော့မှအရသမားဖြစ်ခဲ့ပြီလို့ပြောလိုက်ပါတယ်။ ။စီကနာဂျက်စဝင်နာကိုဂျက်စဝင်နာဆွဲလမ်းမှုရဲ့တားကောင်ဖြစ်နေအောင်လို့ပါဆွဆွဲခဲ့ပါလိမ့်။ဂျက်စဝင်နာကအဲဒီကနေလောလောလောနဲ့ထွက်သွားတဲ့စီကနာရဲ့ပုံစံကြောင့်သူ့ရဲ့တိမှုစိတ်ကလုံဆော်သွားခဲ့တာလို့တောင်းပန်တဲ့အခါစီကနာသူ့မိနေမကောင်းတာကြောင့်ဖြစ်တယ်လို့ထပ်ပြောပါလိမ့်။စကားတွေပြောကြရင်စီကနာကထပြန်တဲ့အခါမှာဂျက်စဝင်နာကတန်တရားတရားခံနံပါတ်3လို့ပြန်ခေါ်ကထိုင်ခိုင်းလိုက်ပြီးတော့သူကအဲနောက်ပိုင်းမှာလည်းစီကနာတို့3ရောင်လုံးကိုစောင့်ကြည့်ခိုင်းခဲ့ကြောင်းကိုပြောပြခဲ့ပါလိမ့်။ နောက်တစ်နေ့မှာတော့ကာမဏီကစိန်ဆိုင်ထဲကိုသွားပြီးတော့သူ့လက်သေးကြားထဲမှာဖွဲ့ယူလာခဲ့တဲ့တသိန်းနဲ့စိန်ကိုသွားရောင်းနေကြောင်းသတင်းရတာကြောင့်ဂျက်စဝင်နာကသွားပြီးတော့ဖမ်းဆီးခဲ့တယ်လို့ပြောပြလိုက်ပါတယ်။ဒါပေမဲ့ဂျက်စဝင်နာကာမဏီကိုမဖမ်းမဲစီကန်နာရဲ့လစာထက်ပိုတဲ့လစာကိုပေးပြီးတော့စီကန်နာကိုအနီးကပ်စောင့်ကြည့်သတင်းပို့ရင်းကြောင်းနေတွေကိုရှာဖွေခိုင်းခဲ့ကြောင်းဂျက်စဝင်နာကပြောပြပါတယ်။စီကန်နာကိုအလုပ်ပြောင်းအောင်လဲသူပဲလုပ်ခဲ့တာဖြစ်ကြောင်းဂျက်စဝင်နာကပြောပြပါတယ်။ကာမဏီကလည်းစီကန်နာနဲ့တိုးတိမ်ထူထောင်ခြင်းမိမဲ့ ်ဘယ်မှာမှအလုံးမရအောင်သူကလိုက်ပြီးတော့ဖျက်ခဲ့တာဖြစ်ကြောင်းလည်းပြောပြပါတယ်။ဒါမှသာမိသားစုအခက်ခဲကိုဖြေရှင်းဖို့အတွက်ကိုလာတဲ့ကြောင်းဒီတွေကိုစီကံထားထုတ်ရောင်းလိုက်မယ်လို့သူ့ရဲ့ပင်ကိုအသိစိတ်ကယုံကြည်ခဲ့မိတာဖြစ်တယ်လို့ပြောပြပါတယ်။နောက်ပိုင်းမှာကာမဏီကလည်းသတင်းမပို့တော့တာကြောင့်လိုင်းလံပြီးတော့စုံစမ်းတဲ့အခါအဂရမာရောက်နေတဲ့အကြောင်းကိုသိတာကြောင့်ဖန်ချက်ဆဲုံတရေးစီကိုဖန်ရန်ပို့ပြီးစာပို့ခဲ့တာလေသူပါပဲလို့ဂျက်ဆွေနာကပြောပြခဲ့ပါတယ်။ဒါတော့စီကန်နာသူ့ရဲ့နှစ်နာချင်းအနေနဲ့ဂျက်ဆွေနာကိုပါတစ်ချက်ရိုက်လိုက်ပြီးတော့ ကာမဏီကြီးအားစီကိုပြန်လာခဲ့ပါတယ်။နောက်တော့ကာမဏီကိုသူကဂျက်စဝင်နာနဲ့ဒီနေ့ပဲတွေ့ခဲ့ကြအောင်ပြောပြီးတော့ဂျက်စဝင်နာကာမဏီကိုသူ့ကိုစောင့်ကြည့်ဖို့အတွက်အလုပ်ပေးထားခဲ့တဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။ကာမဏီလည်းသူ့အနေနဲ့ဒီလိုလှုပ်တဲ့မလှုပ်ထိုင်မှန်းသိပေမဲ့တမီးနှောင်းအခက်ခဲကိုဖြေရှင်းဖို့တခြားနည်းလမ်းမရှိတာကြောင့်အခုလိုလှုပ်ခဲ့ရတာဖြစ်ကြောင်းကိုတောင်းပန်ခဲ့ပါတယ်။စီကန်နာကာမဏီကသူ့အတွက်မဟုတ်ခဲ့တာကြောင့်သူဟာထွက်သွားတော့မှဖြစ်ကြောင်းပြောတဲ့အခါကာမဏီကသူ့ကိုတယောက်တည်းမထားခဲ့ဖို့နဲ့သူနဲ့ဝေးသွားခဲ့ရင်ပြောမလားလို့စီကန်နာကိုမေးခဲ့ပါတယ်။ ။စီကန်နာတော့ဘာမှပြောမနေတော့ပဲကာမဏိကိုထားကာထွက်သွားခဲ့ပါတော့တယ်။စီကန်နာကားကိုထွက်လာခဲ့ပြီးတော့လိုင်းကားတစ်စင်းစီးကကယ်ရီငှားခဲ့ပါတယ်။နောက်တော့ရွာလေးတွာမှာအပင်နေဆိုင်ပြီးတော့အေးဆေးနေနေတဲ့ငယ်ငယ်ချင်းပရိယာစီကိုရောက်သွားခဲ့ပါတယ်။သူကိုချစ်ခဲ့မှုတဲ့ပရိယာဟာစီကန်နာကိုနှွေးထွေးသာကြိုဆိုခဲ့ပြီးတော့တင်ပင်နေကြားကကြွေဝိုက်ခေါ်ဆောင်ကပွန်ဆိုင်ပန်းဦးတွေပြိုးထားတဲ့နေရာကိုခေါ်သွားခဲ့ပါတယ်။ပရိယာပွန်ဆိုင်ပန်းဦးတွေအများကြီးကြားကကြောင်နီတွေထဲ့မြုပ်ထားတဲ့ပန်းဦးတစ်လုံးကိုပြပြီး စီကန်နာကိုပန်းအောင်နဲ့နှစ်ယောက်တည်းထားကထွက်သွားခဲ့ပါလေတကယ်တော့အင်းဒီကစီကန်နာတကယ်ပဲကြောက်နေတယ်ကိုခိုးခဲ့တယ်သူပဲဖြစ်ပါလေပရိယာကဂျက်စဝင်နာနဲ့တွေ့ခဲ့သေးလားလို့မေးတဲ့အခါမှာစီကန်နာကသူကတောင်းမယ်ခဲ့ကြောင်းပြောပြပြီးတော့နောက်တစ်ပတ်ထဲမှာရာသီနဲ့ပတ်စံကိုလွှဲလိုက်မယ်လို့ပြောပြတော့ပရိယာကပတ်စံမလိုကြောင်းမြစ်တာနဲ့ကူညီခဲ့တာဖြစ်ကြောင်းစီကန်နာကိုပြောပြလိုက်ပါလေပရိယာလူတယောက်ကစီကန်နာကိုကားခေးထိဆိုင်ခဲ့တဲ့လိုက်ပို့ခဲ့ပြီးစီကန်နာလိုင်းကားစီကပြန်ခဲ့ပါလေ ကားပေါ်ရောက်တဲ့အချိန်မှာတော့နောက်ဆေးကိုတန်းတန်းနဲ့အထောက်ခံလိုက်ရတာကြောင့်လှည့်ကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့နာကျင်မှုဖြစ်တဲ့ Jazz Winner ကိုတွေ့လိုက်ရပါတယ်။ Jazz Winner စီကနာကိုကားပေါ်ကဆေးပြီးတော့လက်ဖက်ကြီးသွားတောက်အောင်လို့ခေါ်ကာဆေးငဲ့ကြပါတယ်။ Jazz Winner စီကနာကို view point တစ်ခုစီခေါ်သွားတော့စီကနာသူကအမြင့်ကြောက်တက်တာကြောင့်ပြန်ကြဖို့ပြောနေပါတယ်။ Jazz Winner ဘွန်ဆိုင်အိုးပေါက်ခွဲဖို့လုပ်တဲ့အခါစီကနာဘန်းမင်းလင်းတေသွားပါမယ်လို့ပြောနေခဲ့ပါတယ်။ Jazz Winner တော့ဒါအနေနဲ့ကြားကပဲဘန်းအိုးပေါက်ခွဲလိုက်ပြီး အထဲမှာမြုပ်ထားတဲ့ကြောက်ထုတ်ကိုထုတ်ယူလိုက်ပါလေ။ဂျက်စဝင်နာကြောက်ထုတ်ကိုအိတ်ထဲထည့်ပြီးတော့သူမိမစီကိုဖုန်းလမ်းဆက်ကသူမပြောတာမှန်ကန်ကြောင်းသူ့ရဲ့ပင်ကိုတိမှုကိုလည်းတတ်သိပြနိုင်ခဲ့လို့ပြောပြခဲ့ပါလေ။ဇနီးတွေကတော့ဂျက်စဝင်နာသာမှန်တယ်ဆိုရင်အခုဘာကြောင့်သူတို့အတူတူရှိမနေရလဲလို့ပြန်မေးလိုက်တာကြောင့်ဂျက်စဝင်နာဆွန့်အားသွားခဲ့ရပါလေ။ဂျက်စဝင်နာကတရက်မှသူတွေးမိတာကသူ့ရဲ့အရှုံးကိုသူကချမပြမချင်းစီကန်နာစီကကြောက်တွေထွက်လာမှမဟုတ်ကြောင်းကိုတွေးမိကြောင်း ဒါမဲ့လွဲချုံမှုဟာ15နှစ်ကြာသွားခဲ့ရကြောင်းဂျက်စဝင်နာကစီကန်နာကိုပြောပြနေပါတယ်။ဂျက်စဝင်နာစီကန်နာကိုတန်တန်းတစ်ခုနဲ့လက်ထိတ်ခတ်ထားတာကြောင့်စီကန်နာသူ့လက်တွေသာလွတ်လပ်နေခဲ့ရင်ဂျက်စဝင်နာရဲ့အောင်မြင်မှုကိုလက်ခုပ်တီးကာအားပေးမှာဖြစ်ကြောင်းကိုပြောလိုက်ပါတယ်။ဂျက်စဝင်နာတော့တခိုးတွေအများကြီးတွေ့မှုတဲ့အထက်ကသူတကယ်လက်ခုပ်တီးပြီးအားပေးရမယ့်တခိုးဟာစီကန်နာသာဖြစ်တယ်လို့ချီးကျူးနေပါတယ်။နောက်တော့ဂျက်စဝင်နာက35နှစ်လောက်ခေါင်းဆောက်သွားအောင်ဘလို့မျက်လှည့်ပြခဲ့တာလဲဆိုတာကိုပြောပြပါလို့စီကန်နာကိုမေးလိုက်ပါတယ်။ ။ဇီကန်နာအဲ့လိုနေရာတွေကိုဝင်ထွက်ဖြစ်နေတဲ့သူ့လိုကွန်ပျူတာသမားတယောက်တည်းလုံခြုံရေး၁၀ယောက်မှ၁၀ယောက်လောက်ကသူနဲ့ရင်းနှီးကြောင်းတဲမှာလုံခြုံရေးတယောက်ကတငယ်ချင်းရဲ့ကွန်ပျူတာပြတ်နေရာကြောင့်လိမ့်စာပေးလို့သွားပြင်ပေးခဲ့ရကြောင်းကွန်ပျူတာပြင်ဖို့အိမ်ကိုရောက်တဲ့အခါအဲ့လူကဘာမှနားလည်ပုံမပေါ်ကြောင်းကွန်ပျူတာပရင်တာမှာစာပေညှပ်နေတာသာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။အဲ့လူကိုရေတစ်ခွက်ခတ်ခိုင်းပြီးတော့ဆက်ဆူးကြည့်တဲ့အခါကြောင်မြပြပွဲကိုဓမြတိုက်ဖို့အစီအစဉ်လုပ်ထားတဲ့စာဝက်ကိုတွေ့ခဲ့ရတာကြောင့်ခိုးယူခဲ့ကြောင်းကိုပြောပြပါတယ် နောက်တစ်နေ့မှာလူတယောက်ကအိတ်အနီတစ်လုံးယူလာပြီးတော့တနေရာမှာထားခဲ့တာကိုလုံခြုံရေးဖြစ်တဲ့ဒူဂရန်ကလာယူသွားခဲ့ကြောင်းဒါကြောင့်မလို့ဒူဂရန်ကိုစောင့်ကြည့်ပြီးတော့နောက်ခံလိုက်တဲ့အခါမှာအစီအစဉ်အသေးစိတ်ကိုစီကန်နာကသိရှိခဲ့ရကြောင်းဂျက်ဆွေနာကိုပြောပြလိုက်ပါတယ်။ဆန်ဂါးနေ့မနက်10:00နာရီမှာစမယ်ဓမြမှုတော့9:00နာရီလောက်မှာသမီးပြည်သူကိုကြောင်းပုတ်တက်တဲ့အာနုကိုဖုန်းဆက်သတင်းပေးစီခဲ့တယ်လို့ပြောပြပါတယ်။တရိယာအချင်းမှာပဲမိဘချက်ပေးခေါလောင်းတန်ထွက်လာတာကြောင့်ရေရီယာတင်ကြားထားတဲ့အတိုင်းပဲလူတွေကို နားနေခန်းထဲကိုပို့နေချိန်မှာစီကန်နာကလည်းကူညီတလိုလိုနဲ့လူလစ်တုံးမှာမှန်ုံရိုက်ခွဲကကြောင်နီတွေကိုခိုးခဲ့တာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။ဓမြတွေတေသွားတာကြောင့်လူနာတင်ကားတွေလာခဲ့ချိန်မှာသူ့ကိုတစ်ဖက်သက်ကြိုက်နေသူနာပြုဆီယာမလေးပရိယာလက်ထဲကိုကြောင်နီတွေလက်ဆင့်ကမ်းပေးလိုက်တာကြောင့်ပြာခန်းထဲမှာဘလို့မှရှာမရခဲ့တာဖြစ်တယ်လို့စီကန်နာကပြောပြပါတယ်။ဂျက်ဆွေနာကတော့သူကလည်းစီကန်နာကိုကူညီမဲ့ရဲတယောက်ရှိနေမယ်လို့တွေးထားခဲ့တာမှားသွားခဲ့တာဖြစ်တယ်လို့ဝန်ခံခဲ့ပါတယ်။အညာဂျက်ဆွေနာအုံနောက်6နေရာကိုကြည့်ပြီးတော့ ူမှာအာနာနေခဲ့ရကြောင်းစီကန်နာပြောပြပါလိမ့်ဖြေရှင်းချက်တွေကြားပြီးမှတော့ဂျက်စဝေနာကစီကန်နာရဲ့ပါးကိုနှစ်ချက်ဆင့်ကရိုက်လိုက်ပြီးအခုစီကန်နာကိုလက်ထိတ်ခတ်ထားပြီးဆိုတော့မလုပ်ချင်လဲနောင်နာရပြီလားလို့မေးတဲ့အခါစီကန်နာကသူ့ထက်တော်တဲ့ဇာမားတောင်းနဲ့ရင်ဆိုင်ရတာနောင်နာမရတဲ့ပြင်သူ့အတွက်ပြောစရာတောင်ဖြစ်တယ်လို့ပြောနေပါလိမ့်ကြောက်ထုတ်ကိုခနာကြည့်ချိန်တောင်စီကန်နာပြောတဲ့အခါဂျက်စဝေနာထုတ်ပြလိုက်ပြီးတော့စီကန်နာလက်လှမ်းလိုက်တဲ့အခါမှာပြန်ရုပ်သွားခဲ့ပါလိမ့်ဂျက်စဝေနာဆက်ပြီးတော့ ဒါဘဆန်ကိုပေးလိုက်တဲ့စာရိုက်ထဲမှာဘာပါလဲလို့မေးတဲ့အခါစီကန်နာကဒါဘဆန်ဟာဆွစ်ဇာလန်မှာခြေချခြင်းနေတာကိုသိတာကြောင့်ဒါရီအကုန်ပြီးရင်သူလိုက်လာမယ်လို့ပြောကာအစီအစဉ်ချပေးခဲ့တာဖြစ်တယ်လို့စီကန်နာကပြောပြပါတယ်ဂျက်စဝင်နာကဘဝရီအကုန်ဆုတ်ပြတ်နေတာတောင်မှစီကန်နာကိုဆွစ်ဇာလန်မှာခြေချဖို့စိတ်ကူးရင်နိုင်သေးတာပဲလို့ပြောနေပါတယ်စီကန်နာအားလုံးဟာစိတ်ကူးရဲ့အိမ်မက်တွေရဲ့ဂျေးဂျိုနေဖြစ်ကြသလို15နှစ်လုံးနေတာခံနိုင်ခဲ့ကြပြီးနိုင်လဲမနိုင်ရှုံးလဲမရှုံးတဲ့အခြေအနေနဲ့မပြီးတဲ့ကြောင့်ဂျက်စဝင်နာကိုပြောလိုက်ပါတယ် စီကနာက jazz winner ကိုသူ့ထက်အသက်ကြီးပြီးတော့လုံနိုင်စွမ်းလဲပို့ပြီးတော့ရှိတဲ့သူဖြစ်တာကြောင့်ဘဝကိုအစ်စ်ပြန်ဆကြဖို့နဲ့သူပေးတဲ့အကြံကိုလည်း jazz winner တေတာပေါက်လက်ခံနိုင်မှာဖြစ်တာကြောင့်သူအကြံကိုသိကျင်လားလို့စီကနာက jazz winner ကိုမေးလိုက်ပါတယ် jazz winner ကစီကနာကို site ကြည့်နေခဲ့ရင်အဲ့ဒီချိန်မှာပဲသူတို့နှစ်ယောက်ကမြင်ကွင်းကနေတဖြည်းဖြည်းဝေးပြီးတော့တဖြည်းဖြည်းသေးသွားကပျောက်ကွယ်သွားရင်လည်းပဲဇလန်းလေးကဒီနေရာမှာပြီးဆုံးသွားခဲ့ပါတော့တယ်ခင်ဗျာစီကနာပေးမဲ့အကြံကဘာများဖြစ်နိုင်မလဲဆိုတာကိုတော့ ဒရိုက်တာကပရိသတ်များအတွက်အဖြေညှိဖို့ဘေရီတစ်ခုဖြင့်ထားသွားခဲ့ပါတယ်။ဆိုပရိသတ်ကြီးကရောဘလို့ထိမင်းတယ်လဲဆိုတာမှန်ပေးခဲ့ကြဖို့တောင်းဆိုရင်းနဲ့ပဲဒီကနေ့အစည်းအဝေးဒီမှာရနာလိုက်ပြစေဒီဇလန်လေးကိုကြိုက်နှစ်တက်တယ်ဆိုရင်လက်မလေးနှိပ်ခဲ့ကြပါနောက်ထပ်ဇလန်ကောင်းများကိုစောင့်ကြည့်ကြတော့ subscribe လုပ်ပြီးတော့ခေါင်းလောင်းထိုးခဲ့လို့ရပါတယ်ခင်ဗျနောက်ဒီများမှာလည်းရုပ်ရှင်စကားကောင်းများစွာနဲ့ပြန်လာခဲ့ပါဦးမေချိန်ပေးပြီးတော့ဆုံးဒီကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ရောက်စီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါကြောင်းနဲ့ပရိသတ်များနဲ့တကွာဆွေမြန်မိသားများအားလုံးပဲကျမ်းမာဘေးကင်းကြပါစေခင်ဗျာ 这种案件不吧？